ုံကြီးဆိုတာအမျိုးခင်တတ်တယ်။အဲ့ဒီအမျိုးကကိုယ်လှူတာမဟုတ်ဘူး။မလှူတာကိုဒစိမ့်ပြင်လို့မှတ်။ဘာမှတ်ရမလဲ။ပြောဘာမှတ်ရမလဲ။ဘုံကြီးတွေပြက်တာအမျိုးကြောင့်ပြက်တာ။အမျိုးငယ်တယ်ဘုံကြီးပြက်ပြီးသားမှတ်။ဒီတော့ဘုံကြီးတို့ပရိသတ်ကြီးကိုယ်လှူရင်အမျိုးကိုယ်မလှူရင်ဒစိမ့် ဒါကြောင့်ယောဂတော်ခုငါလူကြတဲ့တရားဓမ္မတွေငါပြုလို့ရတဲ့ကုသိုလ်တွေကြောင့်လူလားဆန္ဒကောင်းမြတ်ဆန္ဒပြပါစေမိသားစုတွေငြိမ်းချမ်းပါစေလူမိษาနမိษาယန္တွေကလည်းကင်းဝေးကြပါစေတဲ့အဲ့ဒါဗာမေတ္တာဩဒိဋ္ဌမေတ္တာအဲငါမလူဓာတွေတော့သဗ္ဗေသတ္တသွားရောဘယ်ထဲထဲလိုက်ပြောဟဲ့သဗ္ဗေသတ္တတွေထဲထဲကိုမှမလူပဲ့ ဒီတော့ဘုန်းကြီးတို့ဆရာသမားကဗာပြောကို့လူတာဆွေမျိုးကို့မလူတာအမျိုးပင်ဖြစ်နေကြတာဒဇေအခုကိုစတရားဟောစာကအမေဖေကပြင်ရင်ခွင်နဲ့ထားအခုသူတို့ကအမေနေရဖေးနေရဘိုးနေရဘွားနေရတော့ရောက်တော့သူတို့ကမွေးလာတဲ့သားသမီးလေးတွေကဘာပြောလဲဘာဖုန်ကြီးတော်လဲဘိုးဖုန်ကြီးတော်လဲ ကြားသမို့လားဘာဘုံကြီးဘာဘုံကြီးပြီးတော့ဘိုးဘုံကြီးဒီလူပရိသတ်ကြီးသူတို့ယင်ထဲမှာစွဲတာအဲ့ဒါဟိုတနေ့ကအအေးလေးပူလာတဲ့ချိန်ပေါ့ဘုံကြီးကလည်းပြင်တက်လာတော့တရားဘွက်ကလည်းပဲ38နှစ်လောက်ရှိပြင်တက်လာတော့ ကလေးလေးရပစိုးလေးနဲ့ခပကလေးနဲ့လင်းငတ်နဲ့သားလေးပြေးလာတဲ့ပြီးတော့ဘာဆိုပြီးဖက်ဟာရင်ထဲကိုတုံဖွားသွားတာဟုတ်ပြီဘာသမားတွေမတုံဘူးလားပြောလေပြောလေဘာလို့ခေါ်လိုက်တာကျုပ်ကိုတုံသွားတာသူကြည်ပြီးတော့မှဘရဆိုပြီးတော့ကုန်းပြီးဖက်လိုက်ကျော်လေးပုတ်လိုက်အန်ဒီကဲမှာစေဒါပေမဲ့လို့ နဖူးလေးကြော်လေးခုံလေးကန်တယ်လို့ကူးနေတာဟဲ့မင်းကိုကပူလာရည်လာလူလေးရဲ့လို့ဆိုသာသာနေမကောင်းဘူးဟုတ်ပြီနော်အဲ့ဒါနဲ့သူ့မေနဲ့သူ့ဖေရဟာမင်းတို့ကလေးကနေမကောင်းဘူးဘာဖြစ်တာဘုန်းကြီးတုတ်ကွေးကွေးနေတာညရောက်တော့အဲ့ဒီအဖကကြုတ်ချပါရောဘာဖြစ်သွားကို့ကွေးတာပဲကို့ပြီးကို့ပြတ် ဩကိုကံအားတွေကဘာဖြစ်လဲယော့လာဒီလိုနော်အဲ့ဒီတော့တရားပွဲတွေကနေရောညာရောတခါတလေညတွင်ကိုသုံးပွဲလောက်သွားလိုက်တော့အင်းငါဒီတိုင်းကြီးကသွားလို့ကတော့မြန်မြန်ကြွမယ်အခုအဲ့ဒါဘာပြောကိုတော်ကြီးအသက်လည်းရလာပြီတရားပွဲကလည်းနှစ်ညသုံးညခေါ်တယ်အသံလည်းမပြတ်ဘူး ဆေးုံတက်တယ်လို့မြတ်စွာဘုရားကိုရောကြီးဆေးုံတက်တယ်လို့တစ်ခါမှလည်းမကြဘူးအလိုလေးဆေးုံတော့တက်ရမယ်ဂိမ်းပေါ့နော်ကျို့တော့ခန္ဓာမှာရင်ဘတ်ပေါ်နေချက်မတင်ရပါဘူးအဲ့ဒါဘုန်းကြီးတို့ပရိသတ်ကြီးဘာပြောလဲကိုရောကြီးကအပေါက်ကခတ်ဆိုးဆိုးရယ်ဘယ်သူနဲ့မှလဲကိုစားဝင်ကြရလိုက်နေအဲလူရိုက်ပြီးအပံပဲလူရင်တယ်ဟောဗျာ ငါတော်တော်ချစ်တယ်နဲ့တူတယ်။ဟိုတော့ကတော့တုံလောက်မိတော့ခုတော့ပရိသတ်ရဲ့အပြုံးမပြတ်ဘူး။ဘာဖြစ်လို့ခံရပါများလား။ဒီတော့ဘုန်းကြီးတို့ဆရာသမားပြောတဲ့စကားကလေးတွေဘယ်သူကအဆိုးကောင်ဘာတွေပြောပြောမတုံလှုံနဲ့ဟုတ်ပြီလား။ပြောမှာပဲ။ပြောတာကသူ့အလုံးခံနိုင်အောင်ခံရမှာကကိုယ်အလုံးတဲ့။ သူပြောတဲ့အတိုင်းကိုမဟုတ်ဘူးတော့လိုတယ်ပြီးတော့ကျွတ်တို့မှာဆရာကောင်းသမားကောင်းတွေရှိပါတယ်ဒီနေ့ဆရာသမားတို့လျှောက်လန်းတဲ့လမ်းကြောင်းကိုခွန်ကြီးတို့ဖြောင်းပြောင်းလျှောက်တယ်အဲ့ဒါကိုဒီနေ့အေးလွန်းလွန်းဆိုပြီးတော့ဘာလားလှူတယ်မှားပြောမယ်နော်တို့ကြောင့်ဝတ်တဲ့ကိုယ်တော်လေးကျုပ်အပြည့်ပြောတယ်ပြောပုတ်ထုတ်ပါတယ်အင်းကြီးလက်ရှိပါအောက်ကဘောင်းကြီးပါ ဘယ်နဲ့ထိုင်လဲပြောပြောဘယ်နဲ့ထိုင်လဲဈေးကျူသူတွေတွေ့ဘူးလားပြောလေအဲ့ဒါဘုန်းကြီးတွေလိုက်ကြည့်လားအေးလို့ဆိုရုပ်ကလည်းမေမျိုးရောက်နေတဲ့ခိုက်တိပင်းလေးအောက်မှာကိုကိုဘကလေးပဲပတ်ပြီးတော့ပခုံးတွေလေးနဲ့ထိုင်နေကတဲ့ရအေးပြီဖရတဲ့ဓာရီဝက်ပါဆိုတော့ပြန်သွားတဲ့အခါကျတော့เจ้าသားရလာတော့မှဘာတွေမှလည်းမသိဘူးသူပစ္စည်းတွေอ่ะ အလုံးပိတ်ထားတော့ဖွင့်လိုက်တော့ဘာတွေတွေ့ဘုထုအင်းကြီးလက်ရှိအနှွေးတယ်ပြီးတော့ဘောင်းပြီအားဒါကြီးကကြီးဘာကြီးလဲဆိုခေါင်းကန်ပြီးမကြီးလိုက်တယ်ဘောင်းပြီအဲ့ဒါကြီးပြီးတော့အဲဒါတွေဝက်ကုန်ကလားကိုလူကြီးခါဝတ်တာချုပ်ပြီးတော့ဘာဝက်ကြီး ဘောင်းပြီးစိတ်ကူးလေးနဲ့စိတ်ကူးလေးနဲ့အပေါ်ယုံရမ်းတာတွေချုပ်ပြီးတော့ဘာလုံးမဲအင်းကြီးလက်ရှိဝဲမဲ့ဘုန်းကြီးဆိုတော့ကရောင်းကရုံးဆိုတော့မအေးအောင်ဘာလုံးမဲဘာတွေဝက်တာဘောင်းပြီးအင်းကြီးပုတ်ထုတ်အဲ့ဒါလေးဝက်ပြီးတော့ကိုယ့်အကူစောင်းကြောင်ထိုင်ပြီးကြီးညိုကြည့်တယ်ဒစမှာကိုကြီးညိုလို့မရဘူး လိင်္ဂသာသနာကွယ်တော့မဲ့ခြင်းနဲ့တဲ့ပရိသတ်ရဲ့ဘာသာသနာပြောလိင်္ဂသာသနာဆိုတာဘုန်းကြီးဆိုတာခါမှပါလေကင်းပါအပေါ်မှာဧကစီအပေါ်ယုံရနာအနတ္ထကျိုးတို့ငယ်ငယ်ကဆရာသမားအနက်ကိုက်တော်မဝဲရအနက်ကိုက်ဝဲရင်ကြောင်းကထွက် ညနေရင်ွေးချမ်းလဘကြောက်ခတ်ထားတာတော့ရင်ထွက်ဒီနေ့ကျမှအနှစ်သာရပါလိုက်တာကျို့တော့ကိုရင်ဘဝပဲလို့ဒဇီတောင်မဝါခဲ့ဘူးပေါ့ဒါသစ္စာစားကျင်တာပေါ့ဒါမျိုးဆရာသမားချင်းရင်စားเสียအနားဘာမှထားထညက်တောင်မှပြိဿရေကြိုက်ဝါစားရင်ဘိုက်ပြည့်တယ်အဲ့ဒါ မကိုက်ရဘာလို့အရေးကျိုးသောဘယ်ဝါဒါပြင်ကတော့လိုင်းပိုင်ပြီးတော့နေခဲ့ရတာခဏမှနေပါများလာတော့လည်းပဲအကျင့်ရကြားလာတော့စားမှကြောက်ပိုက်ဆံဘုန်းကြီးတို့ကိုရင်ဘုရားမကိုင်းခဲ့ဘူးမကိုင်းရဘူးဒါတော့တင်းကျက်အဲ့ဒီတင်းကျက်မှုတွေကကနေ့သိလေးစားတာပဲဒါကြောင့်ဩအေးလို့ လာလူတာလေးခွန်ကြီးမဝိရှင်ဘူးလားမင်းကျိုးဝိရှင်တယ်ဘာလို့ပြောလေအေးလို့ကိုကလည်းကိုကံအားကညော့ဒီတော့ဓာရီနဲ့ထိမ့်ဖို့ရဒါပေမဲ့ကိုဆရာသမားအုတ်ထုတ်မဆောင်ခဲ့ဒါကတော့မပင်လို့အေးလို့ကြွရဲ့ခင်ဗျားတို့မြင်ဘူးမှာနထသင်္ကန်းလေးခောက်ပြီးတော့ဘဲပေါ်တယ်တွေ့ဘူးတယ်နော် ဲ့ဒါကြီးရှားသွားပြီအခုခေါင်းကြီးတွေနှစ်ထပ်သင်္ကန်းကင်နာကိုတော်တော်ရှားသွားတယ်ဒီတော့ခေါင်းကြီးတို့ပရိသတ်ကြီးအုတ်ထုတ်လည်းမဆောင်ခဲ့အင်းကြီးဆိုတာခတ်ဘိုးတော်ကကိုတော်တွေသုံးခဲ့တယ်အနကိုက်ပေါ့လားအတွင်းထဲမှာလေကိုစောင်းဝင်ရွှေလောင်းမရှိဘူးလားလောက်ပဲအနကိုက်အဲ့ဒီအနကိုက်အင်းကြီးကိုတချမ်းတော့ စပေါ်စဉ်တုန်းကဝိသက်မဝိသက်သာသနာမှာအငင်းကုန်ကြီးကျယ်ဖြစ်တာဒါတော့ဝိသက်နဲ့အုပ်စုကအတွင်းနဲ့နေတာတဲ့လူမမြင်ဘူးအတွင်းကမဝိသက်နဲ့အုပ်စုကဘယ်လိုလဲကြတဲ့သင်္ကန်းအဟောင်းကလေးအတွင်းထဲမှာပူပတ်ကိုပတ်ပြီးတော့ခပန်းချိုးနဲ့ချီဟိုအခန်းထဲရေချိုးမှဆိုရင်ရေသနုပ်ဖြစ်တယ် ထိုင်မယ်ဆိုရင်အခင်းဖြစ်တယ်။သင်္ကန်းအကျဘူပဲအတွင်ကိုဘအဖြစ်သုံးခွင့်ပြုဒီတော့အတွင်းနဲ့ဝယ်ထားလူမမြင်တော့ပရိသတ်ကြီးဒီအနက်ကိုက်ဟာဒကာဒကမတွေဗရာတရားမပြည့်နိုင်တော့ဘူးအဓိကအချက်ကခွန်ကြီးတို့မှာထိမ့်သိမ့်ရမှာဒကာဒကမရဲ့တရားတရားမပြည့်ဖို့အဲ့ဒါဘုသူတာရောပြောပြော ဖုန်းကြီးတွေရဲ့တာဝန်တော့